ရွေးသားများအားလုံးပဲမင်္ဂလာပါရှင်။နန်းတို့ရဲ့ channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့လာရောက်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဟိုးရှိရှိတုန်းကအကြောင်းအရာလေးမဟုတ်ပါဘူး။မနေ့တနေ့မှာဖြစ်ပျက်သွားတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်။ကိုဝင်ဆောင်စင်လမယောင်နှစ်ယောက်ဟာအမိုက်ပုံနောက်ရောက်လာခဲ့ပါတယ်။မိမဒီမှာအစင်ကြီးလောက်တယ်။ဒီမှာမွေးလိုက်တော့နော်။ Okay okay ။မိမအစင်သိမ့်ဖြစ်ပြီးဆိုရင်ကိုအာနေပြီးတော့ဥလေးကို တော့ဖမ်းလိုက်မယ်နော်စိတ်အေးထားစိတ်အေးထားမိမမလောနဲ့မလောနဲ့ကြလာပြီကြလာပြီကြလာပြီဟင်ဂျနာဘူးတူလေဒီလိုနဲ့သူတို့သားလေးပေါက်ပွားလာတဲ့ချိန်မှာ ချင်းချင်းဟာမိသားစုအတူတူနေထိုင်နိုင်ဖို့အတွက်အိမ်လေးတစ်လုံးစောက်လိုက်ပါတယ်တနေ့တနေ့သူတို့သားတော်ဖို့သူရီဒီလူမယားနှစ်ယောက်လုံးသွားရှာလာပြီးခဲ့ပါတယ်သူတို့သားအငက်ချားတဲ့နေစွာမရှိခဲ့ပါဘူးသူတို့သားအစာဝပြီးဆိုတာနဲ့ပြန်တန်းဖို့တင်ပေးလိုက်အစာကိုရှာကျွေးလိုက်တဲ့ဒီလိုနဲ့ပဲအချိန်ကြီးကုန်ဆုံးလာခဲ့ပါတယ်ဒီလိုနဲ့သူတို့သားဟာအရွယ်ကြည်ပြင်းလာခဲ့ပါပြီဒါကြောင့်မလို့ပဲသူက ကောက်ကိုအစာထွက်ရှာချင်လာခဲ့ပါတယ်။အဖေနဲ့မီကျွန်တော်ပိုင်းတော်စားလာပြီ။ဒါမှမဟုတ်ကျွန်တော်ကောက်ကိုသွားရှာစားရမလား။ဘာပြောလိုက်တာသား။မရဘူးမရဘူးအမလေးသားရဲ့အပြင်းမဆူတာလေအတရရဲများတာငါသားရဲ့ဒီအိမ်မှာပဲစောင့်ပါကွယ်။အဖေသွားရှာလာပေးပါပဲဟုတ်ပြီလား။ဒါလေးဒီအိမ်မှာပဲစောင့်နော်။ခဏနေအဖေပြန်လာခဲ့ပြီ။ဟုတ်ကဲ့အဖေ။သူတို့သားလေးဟာအရွယ်ရောက်လာတာနဲ့များ ကိုယ့်ဟောက်ကိုအပြစ်ထွက်ပြီးအစာရှာရှလာခဲ့ပါတယ်။ဒါပေမဲ့အဖေဖြစ်သူဟာသားလေးဖြစ်သူအတွက်အတန်ကြားရောက်မှဆိုးတဲ့အတွက်သူကိုယ်တိုင်ပဲအရန်အလုံးသွေးရီကိုလိုက်စုပ်ဝေနေခဲ့ပါတယ်။ဒီလိုနဲ့သူဟာလူနေအိမ်ကိုပြန်သန်းပြီးဝင်လာခဲ့ပါတယ်။အဲအိမ်တအိမ်ကကောင်းလေရတော့ TV ထိုင်ကြည့်နေတော့မှဖြစ်ပါတယ်။ကျွန်တော်ကြောက်မဲ့ပါတယ်။ခင်ဗျားကိုအတန်ရောမပြူစင်ပါဘူး။ ပြီးတော့ကျွန်တော်ကဘာယောဂါမှလည်းချခဲ့မှာမဟုတ်ပါဘူးကျွန်တော်အသားလေးပိုက်ဆံနေလို့သာသူ့ရဲ့ကိုလာဆုပ်ရတာပဲဖြစ်ပါလေဒါလေကျွန်တော်တို့ရဲ့အစားအစာမလို့ခွင့်ပြုပေးပါဟမ်ဘာလို့ရားနေရတော့ဟမ်လက်ဆက်တော့ဒီချင်ခေါက်လာကြိုက်နေအောင်ရောအသေးလိုက်တော့ကွာချင်းဆုပ်ချင်းပြဲငှအများလာကြိုက်ချင်နေသေးတယ်တည်စင်းဒီလိုနဲ့ပဲချင်းတီရဲ့အသက်ကဆုံးရှုံးသွားခဲ့ပါတယ် သူဟာသားလေးအတွက်သွေးလေးယူသွားပေးချင်တာလို့နဲ့သူအသက်အော်ပါလဲပေးခဲ့လိုက်ရပါတယ်။သူအသက်ဆုံးရှုံးလိုက်ရတဲ့ညမှာတညလုံးမောင်မိုက်ပြီးတော့တိတ်ဆိတ်နေခဲ့ပါတယ်။အိမ်မှာရှိတဲ့မိန်းမနဲ့သားဖြစ်သူကတော့သူမျောလေးနဲ့မျောနေခဲ့တာပေါ့ဘာလို့လဲဆိုမနဲ့အစော်ကြီးကလေးကထွက်သွားလိုက်တဲ့အချိန်အခုနေဝင်ပြီးတော့မိုးတောင်ချုပ်နေပြီးအခုချိန်ထိပြန်မရောက်လာသေးလို့ပါပဲ။ အမေမိုးတော်တော်တော်ချိုးလိုက်အဖေကဘာလို့ပြန်မလာသေးတာလဲဟုတ်ပါပါရဲ့ငါထင်တော့အမေအဖေသူ့အမျိုးအိမ်မှာလာလဲနေရလားမသိပါဘူးကွယ်ကြားမမဟုတ်အစာလုံးလုံးလောက်လောက်မရသေးလို့နေပါပါဒါစိတ်မပူပါနဲ့ဒါရဲ့အဖေကဘာမှမဖြစ်ဘူးစိတ်ချနော်ဒါပေမဲ့အဖေဒီလောက်အကြိမ်မသွားဘူးနော်အမေအဖေအန်တီယံမကင်းမှကြောက်လို့ပါအမေရဲ့အေးပါပါရဲ့ ဒါဆိုရင်အမေနွေးဖေကိုတော့ခေါ်လာပေးလိုက်မယ်နော်။ဒါလီအိမ်မှာပဲစောင့်နေနော်။ဟုတ်ကဲ့ဟုတ်ကဲ့အမေ။အမေတတိတော့ချောင်းနော်။ဟောပါပြီဒါရေ။အမေမင်းအတွက်အစာတွေအများကြီးယူလာပြီမယ်။ဟုတ်ပြီလား။ဒီနိုနဲ့ကျမရလည်းပြန်တန်းသွားပြောင်းအိမ်တအိမ်ဝင်သွားတဲ့ချိန်မှာအရန်ကိုမိုက်မဲလာတဲ့တေတွေးတစ်ခုသွားတုံမိပါလေ။ဟမ်ဒီချင်းကြောက်ဝင်လာပြန်ပြီလား။ပေးလိုက်တော့ကွာ။အမလေး သားကိုရချစ်တယ်။ဒီလိုနဲ့ချင်မရလဲနောက်ထပ်တစ်ခါပြန်လဲတိတ်ဆုံးသွားခဲ့ရပါတယ်။သူပြောတဲ့စကားတော့အမေသားကိုအရင်ချစ်တယ်တဲ့။ချင်းလေးမနှစ်ယောက်လုံးကသူတို့ရဲ့အသက်ကိုရင်းပြီးတော့သူတို့သားကိုချစ်ခင်မြနိုးသွားခဲ့တာပဲဖြစ်ပါတယ်။တီချင်းလေးမကတော့သူတို့ထွက်သက်မတိုင်ခင်ထီကိုသူတို့သားကိုချစ်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။အမေကလည်းထွက်သွားတာတော်တော်တော်ကြာလာပြီ။ ဘာလို့ခုချိန်ကြီးပြန်မလာသေးရလဲမသိဘူးပြောတော့အဖေကိုခေါ်ပြီးတော့မြင်မြန်လာမယ်လေပြောသေးရဲ့ဘာလို့ငါးစိတ်တယ်တမျိုးကြီးဖြစ်နေရလားတော့နှစ်ရက်လောက်ကြာခဲ့တာတောင်သူ့ဖေမီဒီယာပြန်မလာတဲ့အတွက်ချစ်လေးကသူ့မိဘကိုစိုးရိမ်ပူပန်နေခဲ့ပါတယ်ဒါနှစ်ရက်တောင်ရှိနေပြီအဖေနဲ့အမေကလည်းခုချိန်ကြီးပြန်မလာသေးဘူးတဟူဟူတော့ဖြစ်နေပြီနဲ့တူတယ်ကွာဒီလိုနဲ့ချစ်လေးဟာမိဘကိုစိုးရိမ်စိတ်နဲ့ ထွက်ရှာခဲ့ပါတယ်။သူပထမဆုံးဝင်လာမိတဲ့အိမ်ကတော့သူ့အဖေတက်တဲ့ကောင်လေးရဲ့အိမ်ပါပဲ။သူဝင်လာတဲ့အချိန်မှာတော့သူက CCTV ထဲကိုပြန်ကြည့်နေတာပဲဖြစ်ပါတယ်။သူကသူ့အိမ်ထဲမှာပယ်ချင်တွေဝင်လာတဲ့အားလဲဆိုပြီးတော့ပြန်ကြည့်နေတာပါ။အော်အမှန်အမှန်အအဖေပဲအဖေအဖေထွက်လာခဲ့လေဒါတော့အိမ်ပြန်ရအောင်အဖေရဲ့အဖေဘာလို့ဧည့်ထဲကိုဝင်သွားနေရတော့ ပြီးတော့အမေရောဘယ်ဟုတ်သွားတော့အမေကအဖေကိုလာရှာညာအဖေမတွေ့လိုက်အောင်လားအဖေတို့သိရလားကျွန်တော်ကအဖေတို့နေရတောင်ဆောက်ခဲ့အဖေတို့ကပြန်လည်းမလာအောင်ကျွန်တော်တောင်းပန်ပါတယ်ခမရောအသားနာမလုံးချင်ပါဘူးပြီးတော့ကျွန်တော်ယောဂါတွေချက်မထားခဲ့ပါဘူးကျွန်တော်အသားလေးပိုက်ဆံနေလို့သာသွေးဆုပ်တာပါပြီးတော့ကြာကျွန်တော်တို့ရဲ့အစာပဲလေဟမ်ပါတော့ရစီရစီနေ ။အော်ချင်ချာတီးဟမ်ငါလာကချင်နေသေးတယ်။တီးတာပဲအေးတယ်။ဟမ်အဖေဟာဟာတီးစင်ငါလာကအောင်ချင်စုပ်နောက်ထပ်တခန်းကြည့်အောင်မေပဲချင်နေငါအိမ်ထဲဝင်လာတည်ရလဲမသိဘူး။နောက်တခန်းကြည့်လိုက်တဲ့ချိန်မှာတော့သူ့အမေတွေ့လိုက်ရပါတယ်။ဟမ်အမေအမေအဖေကိုလမ်းမရှာပါနဲ့တော့အဖေတည်သွားပြီအမေကျွန်တော်ပြောတာကြားရရလားအမေ ။ तू အဲ့လိုအော်ခေါ်နေတော့မှပဲ။ तू အမေရဲ့အဖြစ်ပြအားလုံးကိုတွေ့လိုက်ရပါတယ်။ဒီလိုမြင်ကွင်းကိုမြင်လိုက်ရတဲ့ချိန်မှာခြင်လေးရလေအရန်ကိုဝမ်းနဲ့ပလက်ဖြစ်ခဲ့လိုက်ရပါတယ်။ဟမ်မောငါပြနေမင်းငါထားပါမင်း။ကောင်းလိုက်တာထောက်ဝင်လာခဲ့စမ်း။ဟမ်သူ့မြောက်သွေးသားကိုလိုက်ဆုပ်ချနေတဲ့ကောင်းနေ။ ထောက်ဝင်လာခဲ့ထောက်ဝင်လာခဲ့ထောက်ဝင်လာတဲ့ငါကတော့ထတ်တောင်းမှာနေနေနေငါမိဘတတ်တယ်ဟမ်ဘသူ့တန်းတော့ဟမ်အော်ချင်မဲနေလည်းတော့ကတိတ်လိုက်တော့အေးငါမင်းကိုလွလွယ်ကူကူနဲ့အသက်ခံမှာမဟုတ်ဘူးချင်လင်းဟာသူ့မိဘနှစ်ပါးရဲ့အဖြစ်ပြက်ကိုမြင်ရပြီးတဲ့နောက်သူကလည်းအဖေနဲ့အမေရဲ့အလောင်းကိုသွားချခဲ့ပါတယ် ကျွန်တော်ထောက်မှပါတယ်ကျွန်တော်အစာရှာပေးဖို့အတွက်အမေတို့နေရာလုံးဟအသက်ဆုံးရှုံးခဲ့လိုက်ရတာကျွန်တော်ထောက်မှပါတယ်ကျွန်တော်ကြောက်တာမဟုတ်ရင်အဖေနဲ့အမေရလိုက်အသက်ဆုံးရှုံးရမှာမဟုတ်ဘူးအမေတို့မရှိတော့ဆို ကျွန်တော်တို့ကဘသူနဲ့နေရမှာလဲအဖေနဲ့မင်းရဲ့ဒီလိုနဲ့ချင်လေးရလဲသူ့အဖေမင်းရဲ့အလောင်းကိုယူပြောင်းကောင်းကောင်းလာတကြိုပေးလိုက်ပါတယ်ဒါပေမဲ့အရင်တော့ဖြိုးစင်နေတဲ့ ခြင်းလေးစိတ်ထားကတော့လုံးဝအမောင်ကြီးစိုးမှုသွားခဲ့ပါပြီအဖေနဲ့မေကျွန်တော်အဖေနဲ့မေလုံးဝအလကားမသိစေရဘူးအဖေနဲ့မေဖရီးမသိစေရဘူးနာကျင်မှုကိုယ့်ရဲ့သွေးသားဆုံးရှုံးလိုက်ရတဲ့မှုတွေဟာဘလောက်ထိနာကျင်ခံစားရလဲဆိုတာသူတို့သိအောင်လုပ်ရမယ်သူတို့ကောင်းကောင်းကိုခံစားစီရချင်းကြလေမေမာ ဘာဒီကြုံတွေ့ခဲ့ရတော့တုံးငါ့ကိုပြောပြပါအောင်ဟမ်ခမရကဘုသူတော်ငါကချိန်ချားတည်းရေပုံနာပဲကွာဒီကဘာမှာချိန်ချားတည်းရေအတော်ဆုံးပုံနာစွာမင်းချပူရလားအာငါပဲကွာဟမ်ခမရကချိန်ချားတည်းရေအတော်ဆုံးပုံနာဟုတ်လားကျွန်တော်ကိုကြီးပါအောင်ဒီမှာ ကျွန်တော်ကအဲ့ဒီလူတွေကျွန်တော်တို့မိသားစုကျွန်တော်တို့အချစ်ချင်းမြစ်တာတွေလိုက်ခွဲနေရတာဘလောက်ထိနာကျင်ခံစားရလဲဆိုတာသူတို့သိစေချင်တာသူတို့မလောက်သားတော့ပညာပေးချင်တာအာဘလို့ဖြစ်ဖြစ်ကျွန်တော်ကိုကြီးပေးပါအောင်ဘလို့နီးလန်းမစောကျွန်တော်လက်ခံပါတယ်သူတို့နာကျင်ခံစားစီအောင်လေးပါ သူတို့ကိုချင်းစာစိတ်လေးရှိအောင်ပါဘလို့နီနီရပါတယ် ကလစားချီမှုဟာမင်္ဂတဲ့အလုံးမဟုတ်ဘူးကွယ်ပြီးတော့အဲ့ကလစားခြေလိုက်ရတော့မင်းရဲ့နာကျင်မှုတွေပျောက်ွယ်သွားမှာမို့လို့လားပြီးတော့မင်းမိဘနှစ်ပါးရဲ့အသက်ကပြန်ရှင်လာမှာမို့လို့လားကွယ်ကျွန်တော်ကကျွန်တော်နာကျင်မှုတွေကိုပျောက်ကင်းစေချင်တာမဟုတ်ဘူးဒါပေမဲ့အဲ့ကောင်ကိုကျွန်တော်လိုနာကျင်ခံစားစေချင်တာကျွန်တော်တောင်းဆိုပါတယ်ကျွန်တော် တီထပ်ပိုတမ်းမပြီးအစမ်းအစလေးရှိအောင်ကုညီပေးပါဟုတ်ပါပြီဒါဆိုရင်လေကာမေယအရင်ကြီးမားတဲ့အစွဲတခုသင်ပေးလိုက်မယ်ဒါပေမဲ့မင်းအဲ့အစွဲစားတော့ဒီစားပြီးခိုင်တွေတက်မှရမယ်ဘာလို့လဲဆိုမင်းကအဲ့အစွဲစားမခိုင်တွေတက်ဘူးဆိုရင်ဒီလောကကြီးတစ်ခွင်လုံးဟာလုံးဝရှုပ်ထွေးသွားလိမ့်မယ် ျွန်တော်လူချင်းတာဒါပဲ oh no လူတွေရုံရင်းစံခက်ဖြစ်သွားဘူးကျွန်တော်လှုပ်ပြချင်တာဒါစိန်နဲ့လက်ခံယူလိုက်လीဒီလိုနဲ့ချင်းလေးရလဲချင်းပုံနိုင်စီရောပညာသင်ယူဖို့အတွက်တောင်းဆိုလိုက်ပါတယ်တီတော့သူတို့လေးချင်ရေစကန်းကဘလို့ဖြစ်မလဲဆိုတာနန်းနဲ့တူတူလာကြည့်ကြရအောင်ပါအာအာအာအင်း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  ကောင်းလေးမင်းသိချာတောက်ခံတော့အမ်လစ်တေမရသေးဘူးစက်ပြော်တော်လေးချစ်လိုက်ရောတီလိုနဲ့သူနောက်ထပ်သုံးလေးလလောက်လေးချစ်ပြီးတဲ့ချိန်မှာလမ်းဤပေါ်မှာလမ်းလျှောက်တာလေခဏလေးအတွင်းလျှောက်နိုင်ခဲ့ပြီးချက်သူမိတ်ပေါ်ပြင်သန်းတာလေးနှစ်စက္ကန့်အတွင်းရောက်နိုင်ခဲ့ပါတယ်တာစိန်သူ့ရဲ့ပြလန်ကိုတူတူလာကြည့်ကြရအောင်ပါ ဒီတခါစမ်းသပ်မှုကတော့ "तू आ ဘာမှမဖြစ်တော့ပါဘူး။ဘာလို့လဲဆို ချင်းလေးက तू အရင်ကိုတမ်းမာနေပြီမို့လို့ပဲဖြစ်ပါတယ်။"ဒီတခါတော့မင်းတို့လည်းရောက်ပြီဗောဟာ။ဟုတ်ပါပြီငါတပည့်ရဲ့အခုတော့မင်းစက်တာအတိုင်းသွားလို့ပြီတော့အချိန်၃လတော့စောင့်ခဲ့ရတာဒီတခါတော့မင်းတို့သိပြီသားမှတ်တော့ဒီလိုနဲ့ချင်းလေးကသူစောင့်လာတဲ့အချိန်ကလုံလောက်ပြီဒီနေ့ကပဲလက်စားချေဖို့ တင့်တော်တာဆိုပြီးထွက်လာခဲ့ပြန်ပါတယ်။မင်းပျော်ရွှင်ရတဲ့အချိန်တိတ်မကြံတော့ဘူးဟာ။ဒီနေ့မင်းသေရမယ်နေပဲ။ဟမ်။ဘဲဟာချင်တယ်တော့ကွာဝီ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 နဲ့။အေးငါပဲဟာ။ဒီနေ့ငါမင်းကိုပြော့ပြီးတော့လက်စားလာချစ်တာ။နာကျင်မှုဟာပလို့လဲဆိုတာမင်းကောက်ကောက်သိစေရမယ်။ပြီးတော့မိသားစုရဲ့ချစ်ချင်းမြတ်တာကိုခွဲခံရတာဘလောက်ထိတောင်နာကျင်ခံစားရလဲဆိုတော့မင်းကောက်ကောက် တိနားလေသွားရမယ်ဘာရောဟာရစီရစီလေဟမ်ငါအချိန်၃လအတွင်းပုံနာရေးစီကတင်ယူခဲ့ရတဲ့ပညာတွေကကြာတဲ့လားသူ့ဘာမှမလုံနိုင်ဘူးသူ့ရအောင်ပဲလုံနိုင်တာတဲ့နာချင်းလေးရလေစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့ပါတယ်ဘာလို့လဲဆိုသူဟာအာတုံခွန်ဆိုင်တင်လာတဲ့ပညာတွေကိုဘောင်းစုံတုံးပြီးတိုက်ခိုက်နေတာတော့ ကောင်းနေကဘာမှမသိပဲနဲ့ရာယုံလေးပဲရှိတာဆိုတော့သူကလည်းဝမ်းနဲ့ပလက်နဲ့အိမ်ပြန်သွားခဲ့ပါတယ်။ဒါပေမဲ့သူအိမ်ပြန်သွားတဲ့လမ်းမှာပဲကြောက်ကြတယောက်ကစေးတွေပေါ်ဆက်နေတာတွေ့လိုက်ရပါတယ်။ဟိုဆက်ဒီဆက်လှုပ်ပြီးတဲ့ချိန်မှာရွှေတုံးတတုံးကိုအဲ့အိုတဲ့ပြစ်ချလိုက်ပါတယ်။ထွက်လာတော့အကြီးကြီးပဲဖြစ်နေပါတယ်။ဝါငါနိရှိလာများစွာစမ်းတက်လာခဲ့တယ်ဆိုရင်ဒီနေ့တော့အောင်မြင်သွားပြီဟာဟမ် တီစီရေတဲ့သူပြစ်ချလိုက်တော့ငါးဆလောက်ကြီးပြင်းလာခဲ့တယ်။ငါသာတီစီအိုးတဲ့ကိုခုန်ချလိုက်ငါဆယ်ဆလောက်အကောင့်ကြီးလာတာလေဖြစ်နေတာပဲဟာ။ဒီလိုစဉ်းစားပြီးတော့နောက်ပိုင်းမှာချင်းလေးရလေအဲ့အိုးတဲ့ကိုဝင်သွားခဲ့ပါတယ်။ဒီလိုနဲ့ခဏကြာမှပောက်ကွဲမှုတခု ဖြစ်လာခဲ့ပါတယ်။ငါရဲ့ခဏကလူနဲ့တထေရတယ်ကြပြီဟာ။ ငါခန္ဓာကွာလူထက်တော့နည်းနည်းကြီးနေသေးတယ်။အောင်လေကြာပါကောင်ကြီးတော့မမေတူတူနဲ့ကြောက်စရာကြောက်စရာငါနာဝင်မလာပါနဲ့တောင်းပန်ပါလေငါနာဝင်မလာပါနဲ့ဒီမှာတောက်တာကငါပြောတာကိုနားထောင်စမ်းဟမ်အေးမင်းတီစေးရေးကိုဒီထက်စေစားပို့ပြီးတော့စူးစမ်းထုတ်ရမယ်ဟမ်နင်းမထုတ်နိုင်လို့တော့မင်းသိပြီးသားမှတ်တော့ဟုတ်ကဲ့ဟုတ်ကဲ့ ငါတော့ဘာမှမလုပ်ပါနဲ့မင်းခိုက်တဲ့အချိန်အကုန်လုပ်ပေးပါပဲမင်းတို့လူတွေတည်ရမယ့်အချိန်ရောက်လာတော့မင်းဟာချင်းလေးဟာသူ့အိုးထဲခုံစင်းပြီး အကောင်ကြီးလာတဲ့အချိန်မှာသူဟာတောက်တောက်တီစေးရီတီထက်စိတ်ဆပြန်လဲချုပ်ဖို့တိုက်တွန်းလိုက်ပါတယ်ဟမ်အမေတီတလို့ကျွန်တော်တို့အိမ်မှာချင်းတကောင်မှမတွေ့တော့ဘူးနော်မင်းညာတော့ကျွန်တော်အိတ်တာဆိုရင်ချင်းတကောင်မှကိုအကိုက်မခံရတော့ဘူးတော့ ဟုတ်တယ်ငါသာမနေတော့ဆိုရင်ဖေလေးချင်းတော်တော်ထောင်မအေးဘူးတကောင်းမတော်အဖေကိုလမ်းမကိုက်ဘူးကျမကချင်းတော်ကျမချေရိုက်တဲ့ပတ်တံလေးကိုကြောက်ပြီးတော့ထပ်မလာရဲတော့တာထင်နေမိဘပြီးတော့များအားလုံးပဲမင်္ဂလာပါအခုချိန်ကျွန်တော်တို့နိုင်ငံအောင်အနေရတဲ့ကိုကြားရောက်နေပါပြီအခုဘယ်ကအေးရမချိန်ကြီးတွေလည်းမသိဘူးလူတွေနေတဲ့အိမ်တွေကိုမင်းရှုပ်ဖြတ်စီပြီးတော့လူတွေကိုလိုက်တက်နေခဲ့ပါတယ်တကယ်တော့နိုင်ငံခြားမှာနေတဲ့ ရွှေမိုးတွေရှိရင်အဲ့စီကိုမငယ်ပြေးကြပါဒီနိုင်ငံထဲကိုမနေပါနဲ့တော့အာဘာပြောလိုက်တာအမလီမဟုတ်ဦးတင်တယ်ဒါကဘလို့လို့ဖြစ်နေမှာလဲချင်းဟာဘာလို့လူထက်တော်ကြီးများလာလဲအမေရဲ့လူတော်ချင်းနိုင်တော်မီအေးဟုတ်သားပဲဒါကတော့အချင်းချောက်မှုတစ်ခုပဲနေမှာပါဟဲ့ဘာအချင်းချောက်တာလဲဟာဒါတကယ်ရစနစ်တူနေပါလားဟာအဖေနဲ့မေရဲ့ညှင်းမနေကြပါနဲ့တော့ ကျွန်တော်တို့ထွက်သွားကြည့်မကောင်းလားဒါဆိုရင်ဒါအစ်စ်လားအတုလားဆိုတာသိရတာပေါ့ဟုတ်တယ်ဟုတ်တယ်ဒါဒါဆိုရင်အမေတို့အပြင်ဘက်ကိုထွက်ကြည့်လိုက်အောင်ပါဒီလိုနဲ့သူတို့နိုင်ငံထမ်းမှာကြီးမားတဲ့အန်တရဲ့ကြာရောက်နေပါတယ်ဆိုရောတေချာတိရဖို့အတွက်သူတို့ကလည်းအပြင်ဘက်ကိုထွက်သွားကြည့်လိုက်ပါတယ်အမလီကြေစားပါဦးကြေစားပါဦးငါမတည်ချင်နေငါမတည်ချင်နေပြီ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  ငါလော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 ငါလောပြီပါငါပါမသိဘူးအာဘာပြေးမလို့တော့တင်ဟမ်ဒါတွေကချင်းတွေရဲ့စစ်ပွဲပဲဟမ်ငါဒါတွေမျိုးကဒီပီတဲမှာပဲရှိနေတာချင်းနေတာဟမ်ငါတို့ရနိုင်ငံတော်ရောက်လာပြီတဲ့လားဟောပါသားရဲ့အဖေလည်းအဲ့ဒါစဉ်းစားနေတာ ဒါကြီးဟာအဖေတို့နိုင်ငံမှာတကယ်ဖြစ်နေရလားဟာမင်းတို့ဘာတွေစကားများနေရလို့ဟောမငါတို့အန်ဒီရလာပြုတ်တော့မင်းမြင်မြတ်တွတ်ပြေးရအောင်ဟုတ်တယ်ဟုတ်တယ်အမေပြောတာဟုတ်တယ်မြင်မြန်သွားရအောင်သွားမယ်ဟိုဘက်မှာအန်ဒီရကင်းတယ်သွားမယ်သွားမယ်အမေခုချက်ချင်းရစမ်းဒါရဲအရာရှိနော်ဟမ်ငါတို့လည်းပြတ်ကြတော့မင်းဟေးချင်းဖေးဖေးစမ်းဖေးစမ်းဖေးစမ်းဘာလို့ငါတို့လင်းရော ဒီလိုလာလောက်နေရတော့ဖဲ့ဖဲ့ဖဲ့မင်းတို့ချင်ဟာတည်တည်နာဟာအဲ့ဆိုရင်မင်းပဲတည်လိုက်တော့ဟာဟမ်ဒါပါလို့အော်နေတော့ပဲယူလိုက်တော့ရအမလီပုံးမှာအာဒီလိုနဲ့ယူနေတဲ့မေကမှာရုံရင်းဆန်ခတ်တဲ့ဖြစ်ပြီးတိုက်ပွဲကြီးတခုလိုဖြစ်နေခဲ့ပါတယ်မိလောင်တဲ့နေဟာတော့တည်တဲ့လူအားလည်းတည် ငင်းပန်းနှိမ့်ဆက်ခံနေရတဲ့လူကလည်းတေလူမိဘဖြစ်နေခဲ့ပါတယ်။ငါတို့ချင်ကြားတယ်ဒီလောက်နဲ့ပဲရက်လိုက်ကြရအောင်။အားလုံးရက်ကြပါရက်ကြပါအားလုံးရက်ကြမယ်။ဒီနေ့ရတော့ငါတို့ချင်ကြားတယ်အောင်မြင်တဲ့နေ့ပဲနှစ်ပေါင်းရာချီငါတို့ကဒီလူတွေရဲ့အချစ်ဘွားအောက်မှာနေခဲ့ရတာဒီနေ့ဒီချိန်ကစပြီးတော့လူတွေကငါတို့ချစ်ဘွားအောက်မှာပဲပြန်နေစေရမယ်ဒီနေ့ဒီချိန်ကစပြီးတော့ ငါတို့ကဒီလောကမှာ အရှင်ပြင်းပဲဟာရေရေဒီချင်းနေရတော့အဲ့နိုင်ငံတနိုင်ငံတည်းကိုတိုက်ခိုက်မှာမဟုတ်တို့လောကတစ်ခွင်လုံးကိုတိုက်ခိုက်အုပ်စိုးမှာပဲဖြစ်ပါတယ်ပြီးတော့တာနဲ့တင်မပြီးဆုံးသေးပါဘူးဘာလို့လဲဆိုသူ့မိဘကိုတပ်ဖြတ်ခဲ့တဲ့လူခုချိန်ထိမတွေ့သေးလို့ပါပဲ